ဗလင်ဘေးဒဏ်ကြောင့်လူထောင်နဲ့ကြီးတေဆုံးထားရပြီးတော့တမျိုးလုံးကြီးကျယ်ပျက်စီးနေတဲ့မန္တလေးမြို့မှာအာရသိန်းစစ်ကောင်စီကလုံခြုံရေးတင်းကျပ်တဲ့အနေနဲ့လမ်းသွာလမ်းလာတွေကိုဖမ်းဆီးစစ်ဆေးမှုတွေရှိနေသလိုစစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့တွေကလည်းအရက်သားတွေကိုရိုင်းနှက်နှိပ်စက်တာတွေထိလှုပ်လာပါဗျ။မတ်လ28ရက်နေ့ကစကိုင်းငလင်ကြီးအပီတလကျော်ကြာလာချိန်ကစပြီးတော့မန်လေးမြို့ပြင်ဂိတ်တွေမှာလည်းမပုံနေစစ်ဆင်းမှုတွေများလာတယ်လို့မန်လေးဒေသခံတွေကိုဆက်သွယ်မေးမြန်းမှုရသိရပါဗျ။ ပြီးကြတဲ့ဂျပန်ကလူမှုကွန်ရက်မှာပြန့်နှံ့လာတဲ့ရုပ်သံဖိုင်တစ်ခုမှာမန္တလေးမြို့ကပြည်သူစစ်နယ်ပြူစောထီတီကလူငယ်တွေစီးလာတဲ့ဆံကယ်ကိုအကြမ်းဖက်ရိုင်းနှက်နှိပ်စက်နေတာကိုတွေ့ရပြီးတော့မြို့လယ်ကောင်းမကိုအခုလိုလုပ်နေတာလို့ဒေသခံတွေကဆိုပါတယ်မန္တလေးမြို့ကနေရာကောင်းရက်ွက်တချို့ကခြံဝင်းကျယ်တွေမှာ ပြစောတီတွေကအခိုင်မှာစကန်ချပြီးနေထိုင်နေကြကြောင်းမြို့ကန်ဒီကပြောပြီးတော့နှိမ့်ဆက်ညှင်းပန်းနေတဲ့ရုပ်သံဖိုင်ကိုကြည့်ပြီးတော့ဒေါသထွက်ခံပြင်းရကြောင်းမန်လေးဒေသခံတူကပြောပါရယ်လုံချုံရင်ရသူ့ရဲ့ကုစားမြမနောင်းသတင်းထောက်ကအစားထိုးပြောပြပေးပါမယ်အဲ့လိုပြည်သူစစ်ပေါက်ဆာတွေကိုမြို့သစ်ပိုင်းတွေမှာကျွတ်ကျော်တဲတွေကဂလေကချေတွေကိုမွေးထားတယ်လို့လည်းကြားတယ်ပြည်သူစစ်ကလည်းစက္ကဆလောက်ခံနေပဲဆိုတော့အတူတူပါပဲ သူတို့ကယူနီဖောင်းဝတ်တဲ့သူမှဝတ်တာဆိုတော့ပိုဆိုးတယ်။ရင်ဝတ်ပြပြနေတဲ့မျိုးတွေမှာပြည်သူစစ်တွေကပိုကြီးဆိုးပါတယ်။မျိုးကန်တွေကတော့စကားဆနဲ့ဆက်နွယ်သမျှအကုန်ကြောက်ရတာပါပဲ။တကူးသမျှလည်းကြောက်ရသူတို့လည်းကြောက်ရနဲ့။ရုပ်တံဖန်ရတော့မျိုးကန်တယောက်အနေနဲ့ကြည့်ရတာတော်တော်လေးကိုဒေါသထွက်ရပါတယ်။ခံလဲခံပြင်းတယ်။ ဂလီနံကယ်ဆယ်ရေးလုပ်ရမယ်စာလူဖမ်းနေတဲ့စစ်ကောင်စီရဲ့လုပ်ရကိုမန်လေးမျိုးကန်ဒီကဝေဖန်နေကြပြီးတော့ဂလီလုပ်ပြီးနှစ်လကျော်ကြာလာတဲ့အချိန်ထိပြိုကျအဆောက်အုံဒီကနေရုံလောင်းနေဆက်ပြီးကောက်ယူနေရသလိုအပြက်စီးဖြိုချရှင်းနေတာတွေလည်းအပိတ္တမလုပ်နိုင်သေးပါဘူးဒီအချိန်မှာစစ်ကောင်စီကငလင်ပေးကယ်ဆယ်ကူညီရေးကိုဦးစားမပေးဘဲပြည်သူတွေကိုသာဖမ်းဆီးဖို့ဆက်ပြီးတော့အာရုံစိုက်နေတယ်လို့ဒေသခံတူကပြောပါတယ်စစ်ကောင်စီအနေနဲ့ဒါကျွန်တော်ဒီငလင်ပေးဦးသူမကယ်ဆယ်ပေးနိုင်ဘူးဆိုပေမဲ့ဒီကောင်တွေကကျွန်တော်ဒီ မလေးမျိုးပေါ်မှာတော့ဟိုပြည်သူတွေကိုဖိနှိပ်နေပြည်သူတွေရဲ့အပေါ်ကိုကုတ်သေးစုပ်တဲ့ကြအခုဆိုရင်ကျွန်တော်တို့ကားမောင်းဟိုလိုင်းစင်မပါဆိုင်ငယ်ကြီးကားကြီးကိုဖမ်းနေဆိုရင်အကြောင်းပြချက်နဲ့ကျွန်တော်တို့သူဖမ်းစီးဆစ်ဆီးမှုပြုလုပ်တာကကျွန်တော်တို့ဒါအခုဆိုရင်မလေးမျိုးပေါ်မှာနေတိုင်းနေပါဖြစ်နေရောဒါကျွန်တော်တို့ဒီအခြေခံလူတန်းစားတွေပေါ့နော်ကျွန်တော်တို့ အချိန်ကလူရန်စားတွေသူ့ဖန်ဆီးရဲ့အချိန်ရလေအချိန်ကလူရန်စားတွေအလုပ်သွားမယ်မနက်၈နာရီနဲ့၉နာရီကြာလို့ညနေ၄ခွဲနဲ့၅နာရီခွဲ၆နာရီကြာလို့အဲ့လိုအချိန်ဒီမှာဖန်ဆီးနေတော့ဒါအချိန်ကလူရန်စားတွေပဲကျွန်တော်တို့ထိခိုက်တာပေါ့နော်ပေးခဲ့တဲ့မေလာကုံပိုင်းမှာလည်း89လမ်းနဲ့36လမ်းတောင်းအနီးမှာနေထိုင်တဲ့စစ်မှုရန်မဲပေါက်တဲ့သူနှစ်ဦးကိုစစ်ကောင်စီတပ်ကအိမ်ထိလာဖမ်းသွားတယ်လို့သိရပါဗျ။ ။ဗန်လင်းမျိုးကငလင်ပေးဒုက္ခတွေကိုကုညီရေးရန်ပုံငွေအတွက်ပကြီးပြပွဲတစ်ခုစီစဉ်နေချိန်မှာလဲစစ်ကောင်စီကဆင်းနေပြီးတော့ပကြီးစရာတချို့ကိုဖမ်းဆီးတာကြောင့်ပွဲပြတ်သွားခဲ့ပါသေးတယ်။မက်လာကုံမိုင်းကလည်းမန်လင်းမျိုးကနေစကိုင်းမျိုးကိုသွားတဲ့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ဟောင်းအမျိုးသမီး9ဦးလဲစစ်ကောင်စီရဲ့ဖမ်းဆီးခံခဲ့ရပြီးတော့မိသားစုတွေနဲ့အခုထိဆက်သွယ်မရသေးဘူးလို့သိရပါဗျ။စကောက်စီနဲ့စကောက်စီဩဇာခံရတဲ့အနေအထားကြောင့် ဘန်လေးမှာညာပိုင်းနေပြင်မထွက်ရဲအောင်ဖြစ်နေကြကြောင်းလဲမျိုးကန်တူကအခုလိုပြောပြပါဗျ။ဘာလေးကတော့လည်းသူတို့ရဲလုံနေကြတာသူတို့ရဲဝေစားမြတ်ကလုံနေကြတာဗျစစ်တမဲပေါင်းပြီးလို့လေအဲ့လိုမျိုးဒီနေမျိုးတွေတော့ချင်းမိပြီးရတော့မန်လေးမှာတော့လေးလူရမှုတွေတော့လေးပေါ်နေပြ။ညဘက်ဆိုရင်ဘလူးမောင်းပြင်မထွက်ရအောင်ရှိရ။ညဘက်ဆင်းလိုက်လို့ဆိုရင်ဆန်ရဲကောင်းစီပြီးမန်လေးမျိုးကိုပြင်မထွက်ရဘူး။အဲ့လိုမျိုးရရှိရပြ။ မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ပြင်းအား9.8အဆင့်ရှိတဲ့မြေငလိနဲ့ကြောင့်နိုင်ငံအလဲပိုင်းကမန်လေးမြို့မှာလူနှထောင်ကျော်တိဆုံပြီးတော့လူနေတိုက်တာအိုးအိမ်ထောင်ထဲချီပြီးတော့ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ငလိလှုပ်ခတ်ပြီး3လနီးပါးကြာလာတဲ့အချိန်ထိကိုတူကိုတာရှင်းလင်းရေးလုပ်နေရဆဲဖြစ်ပြီးတော့အဆောက်အုံတချို့မှာရုံလောင်းနေဆက်လက်ဖော်ယူနေရဆဲလည်းဖြစ်ပါတယ်ခင်ဗျာ။